နတ်စင်ကုန်းရွာတင်ညာကိုလူများကအတုပပို့လာကြပါတယ်။ကွယ်လွန်သူဥထိန်ဝင်အသက်53နှစ်အခေါင်းဘေးမှာရေးထားတဲ့စာတန်းကိုကျင်းနေရင်ထဲမှာစိုးထိတ်သွားပါတယ်။ဟမ်ငါနာမည်ကြီးပါလား။ဒါဒါဆိုရင်ငါငါတည်သွားပြီလား။ဟာမဟုတ်ဘူးမဟုတ်ဘူး။ဥထိန်ဝင်တရားသူ့နာမည်နဲ့အခေါင်းဘေးကနေကတ်လိုက်တာအနောက်ကနေအယုတ်ကျိုးပြငိုကျွေးနေကြတဲ့သူ့ရဲ့ဇနီးနဲ့သားသမီးတွေကိုစူးစမ်းပြီးတော့အော်ဟစ်သတိပေးနေပါတယ်။ဟဲ့မခင်လားငါဒီမှာလေငါမတည်သေးဘူးလေဟာ။တိုက်တင်မောင် အဖေဒီမလေးကွာဒီမလေးတာရင်အဖေမသေးသေးဘူးလေကွာ တလန်းလုံးအချင်းချင်းခါကအော်ဟစ်နေပေမဲ့လည်းဘသူကမှကြားပုံမရကြပါဘူးမျက်ရည်တို့ဟာစီးကြလဲသူသတိပေးဖို့ကြိုးစားနေစင်ပါပဲသူ့ရဲ့အခေါင်းဟာတင်းချိုင်းထဲကိုရောက်ရှိလာခဲ့ပါပြီကဲကဲအောက်ချကြတရားနာကြမယ်ရွာထဲကကာလာသားကောင်ကိုဖိုးသည်ကအဲ့ဒီလိုပြောလိုက်ပြီးတော့ဇေယျထဲမှာအခေါင်းစင်ပေါ်သို့အခေါင်းကိုတင်လိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့ဘုန်းကြီးများကတံဝေကတရားဒေသနာတော်များကိုဟောကြားပြီးတဲ့အခါသူ့နာမည်ကိုခေါ်ပြီးတော့အမျှဝေကြပါတယ်။လွန်ခဲ့တဲ့၃ရက်ခန့်ကဘဝတစ်ပါးကိုကူးပြောင်းသွားပြီဖြစ်တ တယ်။ဒါယကာဤဥထိန်ဝင်အားအမြကုသို့ပေးဝေကြရအောင်။ အဲ့ဒီနောက်မှာတော့သူ့နာမည်ကိုခေါ်ဆိုပြီးတော့သုံးချိန်အမြပေးဝေပါတော့လဲထူးဆန်းစွာပဲသူတာရုခေါ်ဖို့မိနေခဲ့ပါတယ်တရားနာပြီးတော့အမြဝေတဲ့အခါမှာလဲကာလာသားတွေကသူ့ကောင်းကိုဝိုင်းမလျက်တူးထားတဲ့မြေကြီးထဲကိုတည်ဆောင်သွားကြပါတယ်သူအနောက်ကနေလိုက်ကြည့်နေမိပါတယ်သူ့ရဲ့ဇနီးဖြစ်သူမက်ခင်လာဟာလဲယွန်ကျိုးမရငိုကြွေးနေတာကိုမြင်ရတော့စိတ်ထဲမှာမကောင်းလာပါဘူးကဲကဲမိသားစုတွေမျက်နှာကြည့်ဦးမလားမြေကြီးထဲကိုအခေါင်းထဲမြုပ်ခါနေမှာသူ့ပရာဇာကြီးဥလူအေးကမေးလာတာကြောင့်ကြည့်ပြစီရှင် ကျမယောက်ျားရဲ့မျက်နှာလေးကိုနောက်ဆုံးအနေနဲ့ကြည့်ပြစီရင်ဒါနဲ့သမီးကလည်းပြပြတလဲနဲ့ကြည့်ပြစီဗျာအဖေရဲ့မျက်နှာကိုနောက်ဆုံးချိန်လေးတော့ကြည့်လိုက်ပါဦးမယ်ဦးထိန်ဝင်းတယောက်သူ့ရဲ့အလောင်းနာမှာဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့သွေးပြက်ခြောက်ခြားနေပါတယ်အဲဒီနောက်မှာတော့အခေါင်းအံပုံကိုရွာသားတယောက်ကဆွဲဖွဲ့လိုက်တဲ့အခါမှာတော့ဟမ် ဦးထိန်ဝင်းသူ့လောင်းကိုပြန်ကြည့်တဲ့အခါလန့်ဖြန့်သွားပါတယ်မျက်လုံးများဟာတဝက်ခန့်ပွင့်နေပြီးတော့ထိုပွင့်နေတဲ့မျက်လုံးတွေကအပုပ်ရည်တွေပင်ကျလျက်ညုံမဲနေခဲ့ပါပြီအကိုကြီးရဲ့ကျမတို့ထားခဲ့ပြီလားအကိုကြီးရဲ့ကျမတို့ဘလို့ဖြေရမှာလဲအကိုကြီးရဲ့ဦးထိန်ဝင်းသူ့ရဲ့သားသမီးတွေနဲ့ဇနီးဖြစ်သူတို့ယွန်ကျိုးမရပဲအပူလုံးကြွနေတာကိုကြည်ရင်နဲ့ရင်ထဲမှာစွန့်နေလျက်မျက်ရည်တို့ဟာစီးကျလာခဲ့ပါတယ်သူစိတ်မကောင်းစွာကြည်နေရင်လည်းပဲတခုခုကိုသတိထားမိသွားပါတယ်ဟမ်ငါလက်ကကြောက်စိမ့်လက်စွတ်ငါလက်စွတ်မရှိတော့ပါလားဦးထိန်ဝင်းဟာနတ်စင်ကုန်းရွာမှာချမ်းသာကြွယ်ဝဆုံးလို့ပ ပြောလို့ရတဲ့စံဆက်စီဆက်တွေနဲ့သူပိုင်တဲ့လေယာမြေတွေဟာလည်းလက်ညှိုးထိုးမလွဲတော်တထေးကြီးတူပင်ဖြစ်ပါတယ်သူ့မှာအဖိုးတန်လာတဲ့ကြောက်စိမ့်လက်ဆွကြီးတကွင်ရှိပြီးတော့အမြဲလိုလိုသူ့လက်မှာအမြတ်တနိုးနဲ့ဝစ်စင်ထားလေးရှိပါတယ်အခုသူမြင်နေရတဲ့သူ့အလောင်းရဲ့လက်မှာတော့အဲ့ဒီလက်ဆွကြီးရှိမနေတော့ပါဘူးဟမ်ငါ့ကိုဝစ်ပေးထားတဲ့အဝတ်စားတွေကလည်းအပေါ်စားတွေပါလားငါဝစ်နေကြဘန်ကောက်ပစိုးနဲ့တိုက်ပုံလေးတောင်မပါတော့ပါလားငါလက်စွတ်လည်းမရှိတော့ဦးထိန်ဝင်းတရားနှမျောတက်တလေးရဲ့ကြည်နေစင်ပါပဲကဲကဲအားလုံးမြင်မြုပ်ကြရအောင်ကွာ အဲ့ဒီလိုပြောဆိုပြီးတော့သူ့ရဲ့အခေါင်းဖုံးအံကိုပြန်ပိတ်လိုက်ကြပါတယ်။မြေကျင်းထဲကိုကျိုးနဲ့ချနေတာကိုကြည်နေရင်ထဲမှာပြောမပြတတ်အောင်စွန့်နှင့်ကြေကွဲခြင်းတို့နဲ့ဥထိန်ဝင်တယောက်မျက်ရည်တွေကျရပါတယ်။လာရောင်ရေးရေးအောင်မှညကအိမ်မောကျနေပါပြီ။စန်တဝါဝနဲ့ဥထိန်ဝင်တယောက်ရှောက်လာခဲ့တဲ့လမ်းတစ်လျှောက်မှာတော့ပုံတရံမျိုးစုံနဲ့နာနာဘဝတွေကိုတွေ့ရပါတယ်။ တချို့ကမိသားစုနဲ့ကလေးတွေရှိကြပြီးတော့တချို့ကတော့ပိန်လီခြောက်ကပ်နေတဲ့ကိုလက်အင်ကမပြည့်စုံသူတွေလည်းရှိသလိုတချို့နန္နာဘဝတွေရဲ့ရုပ်ရည်ဟာသွေးပြဲလို့မတတ်ပင်ကြောက်မက်ဖွယ်ရာတွေဖြစ်ပါတယ်။ဥထင်ဝင်ကြောက်လန့်နေတဲ့စိတ်ကြောင့်ခြေလန်းတွေကိုအမြန်လန့်လိုက်ပြီးတော့သူ့ရဲ့မိသားစုနေထိုင်ရာအိမ်ကြီးစီကိုသူပြန်နေခြင်းပင်ဖြစ်ပါတယ်။အဲဒီအချိန်မှာပဲစူးစူးဝါးဝါးလမ်းတစ်လျှောက်မှာခွေးတွေကလည်းဥနေကြပါတယ်။ဥထင်ဝင်တယောက်ခက်မြန်မြန်ရှောက်လာလိုက်တာသူ့အိမ်ကြီးရှေ့ကိုရောက်လာခဲ့ပါတယ်။ ူ channel ကိုဝင်မှုစ조사လိုက်တဲ့အချိန်မှာတော့တစုံတယောက်ကသူ့ကိုအားနဲ့စောင့်တွန်းလိုက်တယ်လို့မျိုးဖြစ်ပြီးတော့နောက်ပြန်လန်လဲကြသွားပါတယ်သူ့ကိုတွန်းထုတ်လိုက်တဲ့လူကိုရှာကြည့်ပေမဲ့လည်းမတွေ့ရပါဘူးသူလဲကြရတာကနေပြန်ထားပြီးတော့နောက်တစ်ချိန်ထပ်ဝင်မှု조사ပေမဲ့လည်းပထမအချိန်တုန်းကလိုပဲစောင့်တွန်းခံလဲရပြန်ပါတယ်ဒါဒါကျွန်တော်အိမ်လေးဗျာ ကျွန်တော်အိမ်ထဲကိုကျွန်တော်ဝင်ကျင်လို့ပါဗျာအဲ့ဒီလိုဥထိန်ဝင်ကပြောလိုက်တဲ့အခါမှာတော့မင်းကဒီအိမ်ရဲ့အိမ်ရှင်မဟုတ်တော့ဘူးကွာဒီအိမ်နဲ့မင်းနဲ့ကဘဝချားသွားခဲ့ပြီဟမ်အာမဟုတ်တာဗျာဒီအိမ်ကကျုပ်အိမ်မြတ်ကျုပ်မိန်းမနဲ့ကျုပ်သားသမီးတွေစီကိုကျုပ်ပြန်ကျင်လို့ပါဗျာဝင်မရစေဗျာဥထိန်ဝင်စကားကြောင့်တစ်ဖက်ကအတန်ခဏတိတ်ဆိတ်သွားပြီးတဲ့နောက်မှာမရဘူးကွာမင်းမှာအိမ်ထဲကိုဝင်လို့ရလောက်တဲ့ကုသကံတွေရှိမနေဘူးအဲ့ဒါကြောင့်မလို့မင်းသွားပြီတော့ဥထိန်ဝင်မသွားနိုင်သေးပါဘူးမိန်းမနဲ့သားသမီးတွေကိုတွေ့ကျင်သေးတာမလို့အိမ်ရှိခြံစည်းရိုးနားမှာပဲထိုင်လျက်တစု ံတယောက်ကိုအကူအညီတောင်းမှုတွေစောင့်ရင်လည်းဘိုက်ကလည်းစနေပါပြီ။တိတ်မကြလိုက်ပါဘူး။အိမ်ရှိချန်နာကိုလူတယောက်ချင်းကပ်လာတာကိုဥထိန်ဝင်တွေ့လိုက်ရပါတယ်။အမြန်ထကအဲ့ဒီလူနာကိုပြေးလိုက်သွားလိုက်ပါတယ်။ဒီလူကညာကြီးချိန်ပြီးတော့ငါချန်နာကိုဘာလာလောက်တာလဲကွာ။ငါပစ္စည်းတွေကိုခိုးဖို့များလား။နေလေကသူ့အာသူပေါ့ကိုမြေချတဲ့ကိစ္စနဲ့ပင်ပန်းနေပြီ။အခုချိန်လောက်ဆိုရင်သူ့မိသားစုလည်းအိမ်မောကြနေလောက်ပြီ။ဟဲ့လူခမရဘာလာလောက်တာလဲ။ဟဲ့လူကျုပ်ခေါ်နေမှာမကြောက်ဘူးလားဗျ။ ဥထိန်ဝင်းဘလို့ပဲခေါ်ခေါ်ထိုးလူဟာကြားဟန်မတူပါဘူး။ခြံထဲကိုသာအကဲခတ်ပြီးတော့ကြည့်နေပါတယ်။ခဏလောက်ကြာတဲ့အခါမှာတော့ခြံထဲကလူတယောက်ခက်မြန်မြန်ထွက်လာပါတယ်။အနေငယ်မောင်းနေတာကြောင့်မျက်နှာကိုတော့တဲတဲကွက်ကွက်မမြင်ရပါဘူး။အကူရဲ့ဒီချင်းဘာလာလောက်တာလဲ။ကလေးတွေမိတ်သေးဘူး။တိသွားလို့ရှိရင်အကုန်ပြဿနာတက်ကုန်မှာ။ခြံတကားနားမှာမျက်နှာချင်းဆိုင်လျက်ပြောလာတဲ့တစ်ဖက်ကအတန်ကိုဥထိန်ဝင်းနားဆွင့်ကြည့်လိုက်တော့ဟမ်ဒါဒါမက်ခင်လားအတန်ပဲ။နင်နင်နင်တို့က ဥထိန်ဝင်းမြေပေါ်ကိုထိုင်ချလဲအခြေအနေကိုသဘောပေါက်လိုက်ပါပြီမျက်ရည်တွေကကြာရပြန်ပါပြီညီမ အခုငွေနည်းနည်းလိုလိုပါငွေနည်းနည်းတော့ကူညီပါအောင်နော်ချဲစီယိုနာကိုကတ်လာသူကမက်ခင်လာစီကနေပတ်စံတောင်းနေတာကိုဥထိန်ဝင်မြင်နေကြားနေရပါတယ်ကဲအကိုရဲခဏလေးဆောင်ညီမယူပေးမယ်ဟုတ်ပြီလားအဲ့လိုပြောဆိုပြီးတော့မက်ခင်လာအိမ်မော်ကိုပြန်တက်သွားကတိတ်မကြပါဘူးပြန်ဆင်းလာခဲ့ပါတယ်ရော့ကိုဒီမှာဘလောက်ရှိလဲမသိဘူးအခုအတွက်လုံလောက်မှာပါတစ်ဖက်ကနေပေးလာတဲ့ငွေတကူလေးကိုလမ်းယူလိုက်တာကိုမြင်နေရတဲ့ဥထိန်ဝင်တယောက်ဟာဟဲ့မက်ခင်လာအဲ့ဒါငါပတ်စံနေလေဟာငါပင်ပင်မမနဲ့ရှာထားတဲ့ငါငွေလေးဟာနင်တို့ဟာရက်ဆက်လိုက်ကြဟာ ငါတည်တာတော့ရက်မလဲသေးဘူးနင်တို့ကလုတ်ရက်ကြတယ်ဟာဥထိန်ဝင်ပြောလဲပြောငိုလဲငိုတို့ပဲမဲ့လဲသူ့ရဲ့ငိုတန်တွေကိုဘယ်သူမှမတော့မကြားနိုင်တော့ပါဘူးမက်ခင်လာခြံတကားဖွင့်ပေးလိုက်ပြီးတော့ အဲ့ဒီလူကလည်းအထဲကိုလိုက်ပါသွားခဲ့ပါတယ်။ခြံတောက်မှာရှိတဲ့ brow ပင်ကြီးရဲ့အမောင်ရိပ်ကိုအားပြုပြီးတော့မြင်မကောင်းလောက်အောင်ပင်ဖြစ်ပျက်နေတဲ့မြင်ကွင်းကိုမြင်နေရတဲ့ဥထိန်ဝင်တယောက်လည်းထိုမြင်ကွင်းကိုကြောခိုင်းကထွက်လာခဲ့လိုက်ပါတော့တယ်။အမောင်ထဲမှာသူ့ဘိုက်လည်းတော်တော်စားနေပြီဖြစ်ပါတယ်။ရမတ်ထဲမှာလည်းဝန်းနေချင်းဒေါသဖြစ်ခြင်းနဲ့ဘသူစီရှောက်နေမှမသိတဲ့သူ့ခြေောက်တွေဟာအတော်ကိုကြာနေပြီဖြစ်တာကြောင့်ပင်မနွမ်းနေနေပြီဖြစ်ပြီးတော့ညောင်မင်းကြီးတပင်အောင်မှခိတခဏထိုင်နားလိုက်ပါတယ်။ ဟေးအောင်ထိန်ဝင်သူ့နာမည်ကိုခေါ်လိုက်တဲ့အတန်ကြောင့်ပဲသူဟာဝန်သာအာရနဲ့လိုက်ရှာနေမိပါတယ်ဟေးအောင်ငါဒီမားကွာအတန်လာရစီကိုသူမော့ကြည့်လိုက်တော့ညောင်ကိုင်းကြီးပေါ်ကလူတယောက်ဆင်းလာခဲ့ပါတယ်အနားကိုရောက်လို့တေချာကြည့်လိုက်တော့ဟာတိန်လာတငယ်ချင်းမေမေသူမြင်လဲရသူကဂျိုးပင်ရွာကသူ့ရဲ့တငယ်ချင်းတိန်လာဖြစ်ပြီးတော့လွန်ခဲ့တဲ့၃နှစ်လောက်ထဲကသွေးတို့ရောဂါနဲ့တေဆုံးသွားခဲ့သူဖြစ်ပါတယ်တငယ်ချင်း မင်းကဘလို့လှုပ်ပြီးတော့ဒီမှာရှိနေရလဲကွာတိန်လာဟာအဝတ်စားတောက်တောက်ပြောင်ပြောင်နဲ့သူ့နားကိုလိုက်လာပြီးတော့ဒီလိုကွာငါတည်သွားတော့ကငါလည်းမင်းလိုပဲဒုက္ခကြီးကြီးရောက်ခဲ့ရတာ နောက်တော့ငါလူထားတဲ့ငါတို့ရွာတရာရေဆက်ချပြီးတဲ့အခါတာရုခေါ်ခွင့်ရလို့အခုလိုအခြေအနေနဲ့ခံစားခွင့်ရခဲ့တာပဲ။ဟိုးအဲ့ဒါကြောင့်ဟောကွာ။အဲ့ဒီနောက်မှာတော့ तू ကစကားဆက်ပြောလာပါတယ်။မင်းသိတဲ့အတိုင်းပဲထိန်ဝင်ရာငါတို့တွေကမသိခင်မှာတားအတွက်တမီးအတွက်ဇနီးမယားအတွက်သူတစ်ပါးစီကနေတရားသည်ဖြစ်စေမတရားသည်ဖြစ်စေငါတို့ငွေတွေကိုရှာဖွေခဲ့ကြတယ်ကွာ။ငါတို့အနေထားနဲ့အလူကြီးပေးနိုင်မှလည်းရနေမေလျော်နေခဲ့ကြတယ်။မလူမတန်းနိုင်ခဲ့ကြအောင်။ကဲအခုကြည့်ငါတို့ရဲ့ပိုင်ဆိုင်မှုတွေဘယ်မှာလဲ။ ငါတို့ထားခဲ့ရပြီကွာငါတို့ရဲ့မိသားစုတွေကလည်းငါတို့အပေါ်မှာမတိတတ်ကြတော့မတရားတဲ့အနေနဲ့ငါတို့ရှာသမျှစားကြတော့အများအခုခံရတော့ငါတို့တယောက်တည်းမဟုတ်ဘူးလားအဖြေရအဲ့ဒါပဲတကယ်ကြီးရယ်ဥထိန်ဝင်ကသူတက်ရှိတင်ကြရှိစေအခါကသူ့အပေါ်မှာဂယုဆိုင်ပြကျင်နာပြနေကြတဲ့သူ့ရဲ့မိသားစုရဲ့ပုံရိပ်တွေကိုပြန်လဲအမတ်ရရင်လည်းငုံမိပြန်ပါတယ် ကဲတငယ်ချင်းထိန်ဝင်မင်းရဲ့အာကုသူကံကြောင့်ငါမင်းကိုကြကြလက်ခံထားလို့မရဘူးကွာသွားပြီအောင်တော့တိန်လာဟာမောင်ထိန်ဝင်းကိုနှုတ်ဆက်ရင်းနဲ့အပင်မော်ကိုပြန်တက်သွားခဲ့ပါတယ်ညောင်မေအောက်ကလည်းဥထိန်ဝင်းထွက်လာခဲ့ပြီးတော့အမောင်ထဲမှာခီးဆဲရပြန်ပါတယ်စာလောင်လာပြီဖြစ်တဲ့ဝမ်းမိုက်တို့ကတကွီကွီနဲ့အော်မြည်လျက်လမ်းတစ်လျှောက်လုံးစားစရာရလို့ရညာလိုက်ကြည့်နေခဲ့ပါတယ်တနေရာကိုရောက်တော့ထမ်းမင်ကြီးတပင်ရဲ့အောက်မှာမိသားစုတစုဟာတခုခုကိုစားတောက်နေတာကိုဥထိန်ဝင်းလက်မြင်လိုက်ပါတယ်အဲ့ဒါနဲ့ပဲအပြေးလွှားသွားပြီးတော့တောင်းဆမိပါတယ်နောင်ကြီးတို့စားစရာလေးများရှိရင်ကျုပ်ကိုနည်းနည်းလောက်မြပါလား ဗျာတောတတိဘဝနဲ့အကောင်းဆုံးအစားအစာတွေကိုသာအစင်သင့်စားသုံးခဲ့ရတဲ့ဘဝမလို့အခုလိုတောင်းရန်စားရတဲ့အခြေအနေကြောင့်ဝမ်းနဲ့ကြည်ခွဲခြင်းတို့စွန့်ပြတ်နေခဲ့ပါတယ်ထမင်းဝိုင်းကအမျိုးသားဖြစ်သူကလှဲ့ကြည့်လိုက်ပြီးတော့"အိုးခမရအစ်စ်ထင်နေကုသိုလ်အမှုလည်းနေခဲ့တယ်ထင်ပါရဲ့ဗျာ"ဥထိန်ဝင်းကဘာမှမပြောတာမျက်နှာငယ်လေးနဲ့ခေါင်းကုန်းလေးရဲ့"ကဲဒီလိုလုပ်ဗျာ"စားကြရင်တော့ကျုပ်တို့စားနေတဲ့ဟောရီယာထမင်းသိုးတွေကိုခမရကိုကျွေးပါမယ်စားလို့ရမရတော့ခမရရဲ့ကုသိုလ်ကံမဲပေါ့ဗျာယော့ယော့ ဥထိန်ဝင်ကထိုလူကမ်းပေးလာတဲ့ထမင်းတွေကိုမဝတ်မယဲနဲ့လမ်းယူလိုက်ပါတယ်။စားပါဗျာ။ဒါတောင်ကျုပ်တို့မိသားစုသူများတွေစွန့်ပစ်ထားတဲ့ထမင်းသိုးတွေကိုကန်ကောင်းလို့ရလာခဲ့တာ။ဥထိန်ဝင်ကလက်ထဲကထမင်းသိုးများကိုစားရန်ဟန်ပြင်လိုက်စင်ပါပဲ။ဟမ် ထမင်းသိုးတွေကရုတ်တရက်ဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်ထမင်းတွေဘယ်ရောက်သွားလဲဗျဘေးကထမင်းပေးတဲ့လူကဟာပပရေမောရင်းနဲ့ဒီမာနောင်ရဲ့ခမရရဲ့အာကုသူကံလည်းဘယ်သေးပါမလဲဗျဒီတက်သက်တော့ခမရအစားအစာဝမ်းနဲ့ရောက်မှာမဟုတ်တော့ကဲသွားပေုံတော့ဗျခမရကြောင့်ကျုပ်တို့ပါအစားအစာငတ်ကုန်လိမ့်မယ်ကဲသွားတော့သွားတော့ဥထင်ဝင်းစာလောင်မုတ်သိပ်စွာနဲ့ပဲအဲ့ဒီနေရာကနေလဲထွက်ခဲ့ရပြန်ပါတယ်စာလောင်မှုတံကိုကြိတ်မိတ်ခန်းစားရင်းနဲ့ပဲမိမိဘဝရဲ့အာကုသူကံကြီးမားပုံကိုတွေးမိပြီးတော့ဝမ်းနဲ့မျက်ရည်ကျခဲ့ရပါတယ်သူအမောင်ထဲမှာလမ်းလျှောက်နေရင်ရုတ်တရက် ဲ့လဲကျသွားခဲ့ပါတယ်။မြေကြီးနဲ့ရိုက်မိတဲ့ဒဏ်ကြောင့်သူတော်တော်လေးကိုနာကျင်သွားခဲ့ပါတယ်။ပြန်ထဖို့အတွက်ကြိုးစားပေမဲ့လည်းသူ့ကိုထူးဆန်းစွာပဲလူတန်ကြီးနှစ်ယောက်ကဖိထားတာကိုသိလိုက်ရပါတယ်။ဟေ့လူတွေ၊ဘာလုပ်တာလဲဗျာ။ချုပ်ကိုလွတ်ဗျာ။ချုပ်ကိုလွတ် ူယုံကန်နေပေမဲ့လည်းအဲ့ဒီလူတန်ကြီးတွေကအားရအောင်ရေမောပြီးတော့မှမင်းကတားအတွက်မရအတွက်နဲ့မတရားသဖြင့်စီးပွားရှာခဲ့တဲ့ကောင်။အေးကုတုကန်ကောင်းမှုတပဲသားတော့မပြုတ်ခဲ့တဲ့ကောင်။မင်းနဲ့တန်တဲ့ငရဲကိုအခုသွားရတော့မယ်။မင်းလိုက်ခဲ့ပြီးတော့အဲ့ဒီလူတန်ကြီးများရဲ့စကားကြောင့်ပဲသူထိတ်လန့်သွားပြီးတော့မလိုက်ဘူးဗျာ။မလိုက်ပြစီနေဗျာ။ကျုပ်ကိုမိသားစုစီပြန်ခွင့်ပြုပါဗျာ။ ကျုပ်ကိုမခေါ်သွားကြပါနဲ့ဗျာအဲ့ဒီလိုမျိုးပြောတော့ဖိထားတဲ့လူတန်ကြီးတွေကမင်းကတော်တော်ကိုအမတ်မရှိတဲ့ကောင်ပဲကွာမင်းကိုတန်နေရမှာဒီလိုအမားမျိုးတွေမပြုတ်လို့တော့အောင်လို့မင်းမိသားစုနဲ့ပေးတွေ့ခဲ့ပြီမင်းမိမမင်းတို့တရိယာလို့လားမင်းရဲ့သားနဲ့သမီးရောတရိယာကြလို့လားဟမ်အဲ့ဒီစကားကိုကြားရတော့ဥထေဝင်တယောက်ငြိမ်သက်သွားခဲ့ပါတယ်သူတို့ပြောတာလည်းဟုတ်ပါရဲ့လေဩတမလုံဘွားရောက်နေတဲ့သူတို့ရဲ့ကျေးဇူးရှင်ဖြစ်သူမိမိရဲ့မျက်ရည်တွေကိုသူတို့တွေမြင်နိုင်ကြမှာမဟုတ်တော့ပါဘူးလေတန်နေရာတစ်လျှောက်လုံးမှာလည်းအဘယ်မြောက်တော့ငိုခဲ့ရပြီလေ တမလွန်မျက်ရည်တွေဘယ်တော့ကြာခဲ့ရပြီလဲ မသိတော့ပါဘူးစိတ်ကိုလျှော့ချလိုက်ရင်လည်းကိုပြုတ်သည်များကံနေဟာကိုသားလင်ဆိုင်နာမှုဒီဘဝဒီခန္ဓာနဲ့ပေးဆက်ပေုံတော့ထိန်ဝင့်ရည်အဲဒီလိုမျိုးတွေးရင်လည်းလူတန်ကြီးများခေါ်ဆောင်ရနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ရပါတယ်ဒီညဟာလည်းတိတ်ဆိတ်ငြိမ်သက်လျက်သူ့ရဲ့မိသားစုအိမ်ကြီးစီကရေမောတန်တွေတက်တဲ့ကတော့ပတ်ဝန်းကျင်မှာမကြတကြပင်ရှိနေပါတော့တယ်ဇလန်လေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံတဲ့ဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်